ော့ blank face လို့ခေါ်တဲ့မျက်နှာရှည်ပြီးတော့မှ ခုလက်ရှိထားနေတဲ့စပင်ကေကနေပြီးတော့ချင်းကျင်တဲ့ဘရာသားတွေအတွက်ကိုချင်းလို့တင့်တော်မဲ့ hairstyle အားမျိုးကိုဒီဗီဒီယိုကနေကျွန်တော်မျှဝေပေးသားမှာမို့လို့ဒီဗီဒီယိုကိုဆုံးဖြတ်ကြည့်ပေးပါ Bro အားလုံးသိရတဲ့အတိုင်းပဲမျက်နှာရှည်တာဖြစ်တဲ့အတွက်တေချာတစ်ခုကတော့အပေါ်ထောင်တဲ့ကေလုံးဝမညှက်သင့်ဘူး။ဘာကြောင့်လဲဆိုမျက်နှာရှည်နေပါဆိုပေါ်ထောင်တဲ့ကေထားလိုက်ရင်မျက်နှာပိုပြီးတော့ရှည်တဲ့ရှည်တယ်လို့ဖြစ်သွားစေတဲ့အတွက်ဖြစ်တယ်။မျက်နှာရှည်တဲ့ဘရာသားတွေအတွက်ထားလို့ရမယ့်ကေ၅မျိုးရှိတယ်ဗျာ။အဲ့ဒါနံပါတ်၁ကတော့ side pad လို့ခေါ်တဲ့ဘေးကွယ်။ပြီးရင်နံပါတ်၂ကကြတော့ bus scan ညှက်လို့ရတယ်။နံပါတ်၃ side fan ဒီကို အဆောင်လေးချထားလို့ရတယ်။ပြီးရင်တော့ Frank Crow လို့ခေါ်တဲ့အဖြစ်ကိုထားတဲ့ key ဒီပုံရလို့လည်းထားလို့ရတယ်။ Arrow Caesar Fay ပေါ့နော်။ဒီ key လေးထားလို့ရတယ်ဗျ။အခု Meta Data နှစ်ခုပြောင်းနေဆိုရင်တော့ Side Pack ကလွယ်ပြီးတော့ Channel key လေးမျို ထားရင်ထားကြည့်နိုင်တယ်စီစာဖိတ်ကအရန်တို့ရင်တော့ခုနပြောသလို side front ရဲ့ front crow ရဲ့ထားဖို့အဲဒီနှစ်မျိုးလေး change ကြည့်ပါဒါဆိုရင်တော့နှစ်ခုပြောင်းတော့လည်းဖုန်းနဲ့အပြင်ပေါ်မှာမျက်နှာရှည်ရဲ့လူရင်းနဲ့လည်းအရန်ကို live ဖတ်တဲ့ key ဖြစ်ပါတယ်ဗျအခြားနှစ်ခုမပြောင်းတဲ့ brother တွေကတော့ပြပေးခဲ့တဲ့ key အားမျိုးကိုထားကြည့်လို့ရပါတယ်ဗျဒါဆိုရင်မျက်နှာရှည်ပြီး face time change တဲ့ brother တွေတို့အဆင်ပြေမယ်လို့ကျွန်တော်ပြောကြည့်ပါတယ်တခြားသိကျင်တဲ့မိကုန်းနေချင်းလည်းအောက်ကကောင်းအောင်ဝင်ရောက်ဆွေးနွေးပြီးတော့ပြပါစုံလေးကြည့်ဖို့ရတဲ့အချိန်လေးကိုကျေးဇူးတင်ပါတယ်ဗျနောက်ဗီဒီယိုတွေမှာပြန်တွေ့ရအောင်